အစိုးရတဲ့လက်ထက်မှာနိုင်ငံတော်သမရဦးထင်ကျော်ဟာစက်တင်ဘာလ23ရက်နေ့ကတောင်ကူမြို့ကိုပထမဆုံးခီးစဉ်အဖြစ်လာရောက်ခဲ့ရမှာ SRI နီးနဲ့စပားဆိုင်ပြူထားတဲ့တောင်သူဦးတက်မြင့်ရဲ့စပားဆိုင်ကွင်းကိုလာရောက်ကြည့်ရှုလေ့လာသွားခဲ့ပါတယ်နိုင်ငံတော်သမ္မတဦးတင်ကျော်နဲ့အဖွဲ့ဟာမိုးလန့်2:40မိနစ်ခန့်မှာတောင်ကူမြို့ကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။ တောင်ကိုခရီးစဉ်မှာနိုင်ငံတော်သမ္မတနှင့်အတူပြည်ထောင်စုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်စိုက်ပျိုးရေးဝင်းပြည်ရင်နဲ့ဆယ်မြောင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းတောင်ကိုမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးများညွှန်ကြားရေးမှူးများလိုက်ပါတက်ရောက်ခဲ့ကြတာဖြစ်ပါတယ် သမရနယ်အဖွဲ့ကိုတောင်သူဦးတန်းမြင့်ဦးဆောင်လုပ်ကိုင်နေတဲ့ကေတုမဒီတောင်သူအကျိုးပြုစိုက်ပျိုးမွေးမြူထုတ်လုပ်ရေးနဲ့အထွေထွေစီးပွားရေးသမဝါယာမအသင်း Limited ကတာဝန်ရှိသူတွေကစိုက်ပျိုးရေးအခြေအနေတွေကိုစိုက်ကွင်းရှင်းလင်းဆောင်မှရှင်းလင်းပြောကြားခဲ့ပါတယ်။ပြည်တော်စုဝင်ကြီးဒေါက်တာအောင်သူက SRI နီကိုတောင်ကူတက်ကတော့ပမောက္ခချုပ်ဘဝကလေးကစမ်းသက်စိုက်ပျိုးခဲ့တာဖြစ်ကြောင်းတောင်သူဦးတန်းမြင့်ပြောကြားချက်အရ SRI နီနဲ့စိုက်ပျိုးပါကမျိုးစေ့တက်တာမှု မြေဩစာရဲ့တက်တာမှု ကောက်ဆိုင်ခါတက်တာမှုပေါင်းရင်းကြံ၅ ုံးခန့်တက်တာမှဖြစ်ကြောင်းပြိုးထောင်စရိတ်မြေပြင်စရိတ်ပြိုးလုတ်သားစရိတ်တွေကအစား SRI စနစ်မှာတက်တာမှဖြစ်ကြောင်း SRI နီးနဲ့စိုက်ပြိုးပါပုံမှန်စဘာတက်တန်းထက်၁၀ရက်ခန့်စောပြီးအချိန်ကုန်တက်တာမှဖြစ်ကြောင်းပြောကြားခဲ့ပါတယ်အဲဒီနောက်မှာတော့ညနေ၄နာရီခွဲခန့်မှာတွေ့ဆုံပွဲပြီးဆုံးပြီးတောင်သူဦးတက်မြဲ SRI နီးနဲ့စိုက်ပျိုးထားတဲ့စပားစိုက်ကွင်းတွေကိုကွင်းစင်တိရှိပြီးညနေ၅နာရီခန့်မှာတောင်ငူမျိုးကနေပြန်လည်ထွက်ခွာသွားတယ်လို့သိရပါဗျ။